နောက်ထပ်သပုတ်ကတော့စီဆိုင်မြို့နယ်ထဲကဒေသခံတွေကိုပြည်သူ့စီအဖွဲ့ကမောင်းထုတ်နေတဲ့သတင်းပါရှမ်းပြည်တော်ပိုင်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်ထဲကဒေသခံ6000ကျော်ကိုပအိုးပြည်သူ့စစ်အဖွဲ့ PNO PNA ကမောင်းထုတ်နေပါတယ်။ဟိုတော်လာကြီးနဲ့လူထုဟိုအဆက်အသွယ်ပြတ်အောင်ပေါ့လေတော်လာကြီးနဲ့လူထုဆက်ဟိုတိဆမှုတိဆမှုမရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်။ နောက်ပြီးတော့ဒီလိုမျိုးလုပ်တယ်ဆိုတာဒါဟိုပီတူလူထူးရဲ့အဲဒီရဲ့ရွာဥက္ကာစီစင်ကိုချက်စီရှင်တဲ့အတွက်ဒီလိုမျိုးလုပ်တယ်လို့ပဲမြင်ပါတယ် BNO ဆိုတာကစစဖွဲ့တုန်းကပီတူလူထူးကြားကနေပေါက်လာတဲ့အဖွဲ့ဖြစ်ပါတယ်ပီတူလူထူးကျွေးတဲ့သမင်းကိုဟိုစားပြီးတော့မှပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပါတယ်တိုးပေမဲ့လည်းလက်ရှိအချိန်မှာဟိုကိုကျိုးစီဘွားအတွက်နဲ့ ဟိုပီတိုစီဖြစ်ခံယူထားတဲ့အဖွဲ့ဖြစ်တယ်ဗောနော်အခုတော့ကိုကျိုးကြီးစီးပွားတွေ့နေပီတူလူထုကိုပြန်လဲပြီးတော့မှမောင်းထုံနေတဲ့ဟိုကျေးဇူးကနေတဲ့အဖွဲ့ဖြစ်ပြီးလို့ဟိုဒီကြခံတွေပြောတဲ့အတိုင်းပဲပြောရမှာပဲဖြစ်ပါလေစီဆိုင်မျိုးနယ်ထဲမှာရှိတဲ့ကျေးရွာအုပ်စုနှစုကဒေသခံတွေကိုဖျားဖြူရွာမွေတော်ဖျားဝင်းထဲဂျွန်လာ15ရက်နေ့နောက်ဆုတ်ထားပြီးပြောင်းရွှေ့ကြဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်ဒါကဟို ဒီအဲ့ဒီကြေးရွာတွေမှာရှိတဲ့ပြည်သူလူထုအလုံးကိုဖမ်းပြီးတော့မှဟိုထောင်ထဲထည့်လိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်ဒါ PNO အနေနဲ့ဒါပြန်စင်းစားရမှာဖြစ်ပါလေကိုယ့်အဖွဲ့အစည်းကအစတေထောင်ကစားကြတဲ့ကစတီထောင်ကစားကြတဲ့ကလူထုရဲ့သမင်းနဲ့လူထုရဲ့သမင်းနဲ့ကြီးဟိုကြီးထွားလာတဲ့အဖွဲ့တွေဖြစ်ပဲဖြစ်တယ်ဗောနော်ခုကြတော့ဟိုကိုကျိုးစီးပွားခရိုနီနေဝင်းထွန်းရဲ့အကျိုးစီးပွားကိုကာကွယ်ရင်းနဲ့ကို့ပို့လူထုကိုဒီလိုမျိုးဟိုပြန်မောင်းထုတ်နေရတာ ပြန်ဖမ်းနေရတာဟိုလုတ်ရကြသလားအဲအဲ့ဒါကိုကိုဘာသာကိုလစ်ပြလုံရလားကိုဘာသာကိုပြန်မေးဖို့လိုပါတယ်လက်ရှိထုတ်ပြန်ထားတဲ့စင်ရဲ့အရာကြေးရွာအုပ်စုနှစ်စုထဲတပူထိုးကောင်းထိုးလွယ်ငန်းနောင်ဘိုပင်ဆက်တောင်ရှိနောင်ထော်ကလာလန်းစတဲ့ရွာတွေအပြင်ရွာပေါင်း၁၂ရွာပါဝင်ပါတယ် အပြင်ရွာသားတွေကို အပြင်သွာလာခွင့်တာယာလောက်ကైခွင့်တွေကိုကန့်သက်တာမသွာရမလာရကန့်သက်မှုတွေပါရှိလာတဲ့အတွက်ရေရှည်မှာစားနပ်ရိက္ခာအခက်အခဲဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။